Se você for esperto, posicione-se sob o jugo de Babilônia. Aceite a retribuição do Senhor. e sai que ele está sendo clemente com você. အလုံးမင်္ဂလာပါဒီနေ့ကတော့ယေရမိအနာဂတိကျမ်းကိုတပန်ကြည့်လိုက်ရအောင်ယူဒာရှင်ဘင်ယောရှိမင်းကြီးသားယောရကိန်နန်းဆန်သဒုတ်ထာနှင့်ဘာဗလုန်ရှင်ဘင်နေပုတ်ခနေဇာနန်းဆန်ပထမနှစ်တွင်ယူဒာပြည်သားအပေါင်းတို့ကိုရိမှတ်၍ယေရမိတို့ရောက်လာသောနှုတ်ကပတ်တော်ကိုယူဒာပြည်သူယေရုရှလင်မြို့သားအပေါင်းတို့အားယေရမိဆင့်ဆိုဟောပြောရသည်ကယူဒာရှင်ဘင်အာမုတ်တာ ယောရှိနန်းဆန်30နှစ်မှဆာ၍ယခုတိုင်အောင်အနှစ်23နှစ်ပတ်လုံး၆ရာဖျားရဲ့နှုတ်ကပတော်သည်ငါစီတို့ရောက်လာသည့်အတိုင်းငါသည်စောစောထ၍အမိန်တော်ကို အထက်ထက်ဆင့်ဆူတော်လဲတင်တို့ဒီနားမထောင်ပဲနေကြ၏၆ရာဖျားဒီလဲစောစောထ၍မိမိကျွန်ပရောဖက်အပေါင်းတို့ကိုတင်တို့ရှိရာတို့အထက်ထက်ဆေလို့တော်မတော်လဲတင်တို့ဒီနားမထောင်ကြအမိန်တော်ကိုကြားချင်းငါ နားကိုမလဲပင်နေကြ၏ထိုပရောဖက်တို့ကတင်တို့အတိအသေးလိုက်သောလမ်းဆိုးနှင့်အကျင့်ဆိုးများကိုပယ်ရှား၍တင်တို့နှင့်ဘိုးဘဲတို့အားချော်ရာဖျားသည် အမြဲပေးတော်မူသောပြည်၌နေကြလော အခြားတစ်ပါးသောဖျားနောက်တို့လက်၍ဝတ်မပြုတ်မကိုးကွယ်ချနိုင် ကိုလက်နဲ့လှုပ်တော့အရာများအပြင်ငါဤအမျက်ကိုမထွက်စေကြနဲ့ငါဒီလေတင်တို့ကိုမငင်စေဟုဆင်ဆိုကြ၏ခြောက်ရဖျားမိန်တော်မူလေက ထိုတို့ဆင့်ဆိုကြတော့လေတင်တို့ဒီကို၌အကျိုးနေဖြစ်စေခြင်းကကိုလက်နဲ့လှုပ်တော့အရာများအပြင် ငါ၏အမျက်ကို ထွက်စေသောအခွင့်ရှိမည်အကြောင်းငါစကားကို နားမထောင်ပေးနေကြပြီထို့ကြောင့်ကောင်းကင်ဘုရားရှင်တော်ရာဘုရားမိန့်တော်မူ၏ကတင်တို့သည်ငါစကားကိုနားမထောင်သောကြောင့်ဤပြည်နှင့်ပြည်သားများကို၎င်းပတ်ဝန်းကျင်၌ရှိသောလူအမျိုးမျိုးတို့ကို၎င်းစစ်တိုက်စေခြင်းကငါ၏ ကျွန်ဘာဘလုံးရှင်ဘရင်နေပုခ္ခနေစာအစရှိသောမြောက်ပြည်သားအမျိုးမျိုးအပေါင်းတို့ကိုငာမာလိုက်၍ဆောင်ခဲ့ပြီလေရှင်းရှင်းပြည့်စည်၍ဤပြည်သားတို့ကိုအောက်အောဖွဲရာကဲ့ရဲ့တံကိုကြားရာ အစဉ်အမြဲလူစိတ်ညံရဖြစ်စေမည်ဤသူတို့တွင်ဝမ်းမြောက်သောအတန်ရွှေလန်းသောအတန်မင်္ဂလာဆောင်သူတို့သား၏အတန်သူတို့သမီး၏အတန်ကျိတ်ဆုံတန်နှင့်မြေခွတ်အလင်းကိုငါးအွယ်ပြောက်စင်မည်ဤပြည်တစ်လျှောက်လုံးသည်လူစိတ်ညံရအောင်ဖော်ရဖြစ်လိမ့်မည် ဒီလိုမျိုးတို့ဒီအနှစ်90ပတ်လုံးဘာဘလုံရှင်မြေကြီးအမှုကိုဆောင်ရွက်ရကြလိမ့်မည်။ဂျောရာဘုရားမိန်တော်မူလေကအနှစ်90စိတ်တော့အခါဘာဘလုံရှင်မြေနဲ့သူဤနိုင်ငံသေးသို့သောခါလဒဲတိုင်းနိုင်ငံဤအဖြစ်ကြောင့်ငါဒီတို့တို့ကိုတန်ပေး၍ထိုနိုင်ငံကိုအစဉ်အမြင်လူစင့်ရရာအရဖြစ်စေမည်။ငါချင်းသောစကားများတေဟုသောယေရမိဒီခတ်တိုင်းသောတိုင်းနိုင်ငံတို့တစ်ဖက်၌ဟောပြော၍ဤစာ၌ရေးထားသော စကားရှိသမျှတို့ကိုခါလက်တဲ့တိုင်းနိုင်ငံအပေါ်မှာငါတက်ရောက်စင်ပြီးများစွာသောလူမျိုးတို့နဲ့ကြီးသော ရှင်ဘီရင်တို့ဒီခါလက်တဲ့ပြည်သားတို့ကို စေစားကြလိမ့်မည်တို့တို့ကျင်သောအကျင့်တို့တို့ကိုယ်တိုင်ပြုသောအမှုနှင့်အရှောက်အကျိုးအပြစ်ကိုငါဆက်ပေးမည်ဤတေလအမျိုး၏ဖျားခင်ခြောက်ရာဖျားကလည်းအမျက်တော်စပြည့်ရေဖလားကိုငါလက်မှခံယူလော့ ငါဒီတင့်ကိုဆဲလို့တော့လူမျိုးအပေါင်းတို့ကိုတောက်ဆဲလို့ဒိုရုအလဲတို့ငါဆဲလို့တော့ဒါကြောင့်ဒိုရုဒီတောက်၍ရင်မူတင်ရင်ချင်းတို့ရောက်ကြလိမ့်မည်ငါအာမိန်တော်မူတဲ့အတိုင်းငါဒီထောရာပြားရဲ့လက်တော်မှထိုပလားကိုခံယူ၍ထောရာပြားဒီငါကိုဆဲလို့တော်မူသောလူမျိုးအပေါင်းတို့ကိုတောက်ဆဲ၏ထိုလူမျိုးများဟုမူကားယင်းနှင့်ရှိသည့်အတိုင်း လူစိတ်ငြိမ်ရာအောဖွဲရာကဲ့ရဲ့တန်ကိုကြားရာဂျင်းစေးရာ ဖြစ်စေခြင်းကတောက်ရသောယေရုရှလင်မြို့သို့ယူဒပြည်သားယူဒရှင်ပြန်များမိုးမက်များဧဂရုပြည်ကိုအစိုးရသောဖာရောဘုရင် အစရှိသောဒူဤကျွန်းမိုးမက်ပြည်သူပြည်သားတို့နှင့်ယောနောသောတပားမျိုးသားရှိသည်မြဦးစမင်းအပေါင်းဖိလိသိမင်းအပေါင်းအာရှာကေလွန်ပြည်သားဂါဇပြည်သားအေဂျုံပြည်သားကြံကျွင်းသော အာဇုတ်ပြီးသားအိန်ဂျုံပြီးသားမောဘပြီးသားအာမြုံပြီးသားတူရုမင်းအပေါင်းဇီတုံမင်းအပေါင်းပင်လေတဖက်အစိုးရသောမင်းများတေတန်ပြီးသားတေမပြီးသားဘူဇပြီးသားပါမုံကိုရိတ်တတ်သောပြီးသားရှိသည်မြအာရမင်းအပေါင်းတော်နိုင်နေ၍အမျိုးမစစ်သောလူမျိုးကိုအစိုးရသောမင်းအပေါင်းစင်မရိမင်းအပေါင်းအေလာမင်းအပေါင်းမေသည့်မင်းအပေါင်း တဘာနဲ့တဘာမီးတွေဖြစ်စေ ဝေးတွေဖြစ်စေမြောက်ပြည်မင်းရှိသမျှတို့နဲ့မြေကြီးတစ်ပြင်လုံး၌ရှိသမျှတော့လောကီနိုင်ငံအပေါင်းပါကြတည်းနောက်ဆုံး၌ရှင်ဆက်ရှိပြီးတောက်ရမည်တင်တို့အလေတို့ငါးဆယ်လို့တော့ဒါကြောင့်တောက်ရရင်မူကြအော့အန်ကြလေးကြနောက်တစ်ခါမထကြနိုင်ဟုဤဒီလာအမျိုး၏ဖျားတခင်ကောင်းကင်ဘုရားရှင်တော်ရာဖျားမိန့်တော်မူကြောင်းကိုတေတို့အားဆင့်ဆိုလို့ သူတို့ဒီတောက်ချင်းကထိုးပလားကိုသူတို့လက်မမခံငင်းပေလင်းလဲစင်စစ်တောက်ရကြမည်ဟုကောင်းကင်ဘုရားအရှင်ကြောင့်ရဘုရားမိန်တော်မူကြောင်းကိုတို့တို့အားပြန်ပြောတော့အကြောင်းမူကားငါဤနာမဖြင့်တမုတ်တော်မြို့ကိုငါဒီအပြစ်ပေးဆပြုလင်တင်တို့ဒီတန်းအလင်းမခံပေနေရကြမည်လောတန်းမခံပေမနေရကြငါဒီမြေကြီးသားရှိသမျှတို့အဖို့ဓာတ်ကိုမာလိုက်၏ဟု ကောင်းကင်ဘုတ်ချေရှင်ဒေါ်ရာဘုရားမိန့်တော်မူ၏။ထို့ကြောင့်ဂင်ဒီပရောဖက်ပြုလက်သူတို့အားဟောပြောရသောစကားဟုမူကားခြောက်ရာဘုရားသည်မြင့်သောအရက်ကကြွေးကြော်တော်မူမည်။တန်ရှင်တော်ဘုံမိမှန်တော်အတန်ကိုလွန့်တော်မူမည်။ဂျင်းဝတ်တော်မူရာအရက်ဌာနတဖက်၌ပြင်းစွာကြွေးကြော်တော်မူမည်။စပြစ်တီးကိုနင်းနေတော်သူများအော်ဟစ်တကဲ့သို့မြေကြီးသားများတဖက်၌အော်ဟစ်တော်မူမည်။မြေကြီးဆွနိုင်အောင်အတန်နန့်ပြလိမ့်မည်။ကြောရာဘုရားဒီလူအမျိုးမျိုးနဲ့ တရားသိစရာအကြောင်းရှိ၍ခတ်သိမ်းသောတတဝါတို့ကိုအမှုလုံးတော်မူမည်စူတော်သူတို့ကိုဓာတ်နှင့်ကွက်မျက်စေခြင်းကအတော်မူမည်ဟုသောရာဖျား မိန်တော်မူ၏ကောင်းကင်ဘုခြေရှင်သောရာဖျားမိန်တော်မူ၏ကဘေးဒီတပြေမတပြေတို့ကူးသွားလိမ့်မည်မြေကြီးစွန်းအနာတို့မှ ပြင်းစွာသောလေပွေဒီထလိမ့်မည်သောအခါသောရာဖျားကွက်မြတ်တော်မူခြင်းကိုခံရတော်သူတို့သည်မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နံပြကြလိမ့်မည်တို့တို့ကိုမမြေတမ်းရမစုပုံရမတကြိုရမြေပေါ်မှာမဆင်ခဲ့လို့ဖြစ်ကြလိမ့်မည်အိုးတိုးထင်းတို့ငူကြွေးအော်ခဲ့ကြလောအိုးတိုးကြီးတိုးမြတ်တို့ပြာ၌လူးလေလဲနေကြလောတင်တို့ကိုတတ်ရတော့အချိန်ရောက်လေပြီအရရဲ့တို့ငါမောင်းတစ်ဖြင့်တင်တို့ဒီအဖိုးထိုက်တော့တစားကြတဲ့ကဲတို့ဖြစ်ရကြလိမ့်မည်ဒူးထင်းတို့ဒီပြေးစရာလမ်းမရှိတူးကြီးတူးမြတ်တို့ဒီလွတ်ရာလမ်းကိုရှာရွေးမတွေ့ရကြတူးထင်းများ ငိုကြွေးတာနဲ့တူကြီးတူမြက်များမိသားကိုကြားရ၏အเจ้าမောကထာဝရဘုရားသည်သူတို့ကြက်စားရာ အရက်ကိုဖျက်ဆီးတော်မူ၏ထာဝရဘုရားသည်ပြင်းစွာအမျက်ထွက်တော်မူသောအပြင်ငြိမ်ဝတ်စွာနေရအရက်တို့သည်လည်းပေရှင်ဖျက်ဆီးခြင်းကိုခံရကြ၏ခြင်တဲ့ဘာသာတလဲနေတော်မူရာခြုံကိုစွန့်ထွက်တော်မူပြီးညင်စေတော်သူ၏ပြင်းထန်ခြင်းပြင်းစွာအမျက်ထွက်ခြင်းအပြင်သူတို့သည် လူစိတ်ဉဏ်ရအယက်ဖြစ်ရ၏